အားလုံးပဲမင်္ဂလာပါရေဥစွာဖျားကြီးကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အစာအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လူတွေနဲ့အတူရှိချင်တဲ့ဖျားဆိုတဲ့ခေါင်းစဉ်အောက်မှာပြန်လည်ဆင်ခြင်ခွင့်ချက်ရအောင်ထောက်ရဖျားတခင်ဟာလူတွေနဲ့အတူရှိချင်လို့လူတွေစားတော့ရှင်းတမ်းဖို့ကဘာမြေကြီးကိုဖန်ဆင်းခဲ့ပါတယ် လူကိုဖန်ဆင်းထားခြင်းဟာလူကိုတံဖိုးထားသောကြောင့်ဖြစ်ပါတယ်။ဘုရားသခင်ဖန်ဆင်းထားသည်။အရာအလုံးထဲမှာလူဟာတံဖိုးအရှိဆုံးအမြတ်ဆုံးဖြစ်ပါတယ်။ဘုရားသခင်ကလူကိုမျက်နှိုးတယ်တံဖိုးထားတယ်လို့ပြောပေမဲ့လည်းဘာကြောင့်လူနဲ့ဘုရားကွဲကွာသွားရတာလဲ။အပြစ်ကြောင့်ဖြစ်တယ်။လူဟာဘုရားရဲ့စကားကိုနားမထောင်သောကြောင့်အပြစ်သားဘဝရောက်သွားရတာပါ။ဘုရားရဲ့စကားနားမထောင်ခြင်းအပြစ်ဘုရားနဲ့ခွဲခွာသွားရတာပါ။ ်ရွေးချယ်မှုမားသွားသောကြောင့်ဖျားရှေ့အပြစ်သားဘဝရောက်သွားရတာပါတို့တော်ရင်နေယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအပြင်ဖျားနဲ့အတူပေါင်းစည်ခွင်ပြန်လည်ရရှိပါပြီယေရှုခရစ်တော်အပြင်ယေရှုရဲ့နာမတော်အပြင်ဖျားနဲ့အတူနေခွင့်ရပါပြီဖျားတခင်ဟာလူတွေနဲ့အတူရှိခြင်းနဲ့ဖျားဖြစ်ပါသောကြောင့်ကားတိုင်တရားကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပါလေဒါကိုလစ်လျူမရှုတင်ပါ ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအပြင်မိမိနဲ့ဖခင်ခင်အတူရှိနေတယ်ဆိုတာကိုသိဖို့အရေးကြီးပါတယ်။တချိန်ကဣသေလလူမျိုးတွေနဲ့အတူရှိတဲ့ဖခင်ဟာဒီနေ့ယုံကြည်သူတွေနဲ့လည်းအတူရှိနေပါတယ်။ဒါကြောင့်အတူရှိတဲ့ဖခင်ရဲ့စကားအတိုင်းအသက်ရှင်ဖို့လိုပါတယ်။အခြေပြုကြောင့်ကိုဖတ်လို့ပါတယ်46ချိန်မြောက်သောဆာလံအပိုင်ငယ်7။ကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်ဤဘုရားသခင်သည်ငါတို့ခိုးလုံရာဖြစ်တော်မူ၏ တချိန်ကရာကုန်ဣဒီလာနဲ့အတူရှိခဲ့တဲ့ဖရာဟာဒီကနေ့ကျွန်တော်ကျမတို့နေတဲ့အတူရှိနေတဲ့ဖရာဖြစ်ပါတယ်မိမိမှာရှိတဲ့အစွမ်းအစတော်ချင်းတတ်ချင်းရှိချင်းမှ မခိုးလုံးပဲမကိုးစားပဲထိုဖရာ၌သာခိုးလုံးကိုးစားဖို့ကျမ်းစာကပြောနေပါတယ်ဒီနေ့သာဝရဖရာကိုခိုးလုံးတော့သူနဲ့မခိုးလုံးတော့သူဟာဘဝမှာရလာချင်းကွာနေမှာဖြစ်တယ်ဖရာစကားအတိုင်းအသက်ရှင်တော့သူနဲ့ဖရာစကားအတိုင်းအသက်မရှင်တော့သူ ဝိညာဉ်အမြင်꽌နေမယ်ကောင်းကြီး꽌နေမှာဖြစ်ပါတယ်လောကကောင်းကြီးဘာကြောင့်꽌နေရသလဲလို့ကြည့်တဲ့အခါမှာဘုရားစကားနားထောင်ခြင်းဘုရားစကားနားမထောင်ခြင်းကြောင့်ဖြစ်ပါတယ်ဒီနေ့တမန်ကျမ်းစာရှိနေရခြင်းဟာကြောင်တွေခွေးတွေကြက်တွေဝက်တွေအတွက်မဟုတ်ပါလူတွေအတွက်ဖြစ်ပါတယ်လူတွေထောက်ရအသက်ရဖို့လူတွေဘုရားသခင်ကိုတည်ဖို့လူတွေကောင်းစားဖို့လူတွေအောင်မြင်ဖို့ကျမ်းစာရှိနေရခြင်းဖြစ်ပါတယ် ဒါဆိုရင်လူတွေထောင်ရတက်ရဖို့အောင်မြင်ဖို့အဆင်ပြေဖို့ကျန်းစာကလုပ်ပေးတာလားမဟုတ်ပါကျန်းစာကဘာမှလုပ်ပေးလို့မရပါထောင်ရတက်ရဖို့အောင်မြင်ဖို့အဆင်ပြေဖို့လုပ်ပေးတော်သူဟာဘုရားသခင်တပါးတည်းပဲဖြစ်ပါတယ်လူကတမန်ကျန်းစာကို နားလေသဘောပေါက်ပြီးကျန်းစကားပြောသည်များအားလုံးကိုလူကယုံကြည်လိုက်လျှောက်ရမှာဖြစ်ပါတယ်အဲ့လိုယုံကြည်လိုက်လျှောက်မှတလင်ဘုရားရဲ့ဂတိစကားကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်ပါတယ်မယုံကြည်ဘူး လိုက်မလျှောက်ဘူးဆိုရင်ဘုရားပေးထားတဲ့ကောင်းကြီးမင်္ဂလာဂတိစကားခံစားရမှာမဟုတ်ပါဘုရားရဲ့စကားကိုလိုက်လျှောက်ခြင်းအားဖြင့်လောကကောင်းကြီးကောင်းကျင်ကောင်းကြီးခံစားရမှာဖြစ်ပါတယ်ဘုရားတခင်ဟာမရှိစင်ရတာဒုက္ခိတာခြေမစွာမျက်စိကနှဆိုးဆွဲတော့သူချိုးတဲ့တော့သူတွေနဲ့လည်းအတူရှိခြင်းနဲ့ဘုရားဖြစ်ပါတယ်လူတွေကိုကောင်းကြီးပေးခြင်းနဲ့ဘုရားလူတွေရဲ့အခက်ခဲတွေကိုဖြေရှင်းပေးခြင်းနဲ့ဘုရားဖြစ်ပါတယ်မိမိဘဝမှာပြည်လေ ချင်းရင်တော့အောင်မြင်ချင်းရင်တော့ဖရာရဲ့တည်စကားကိုယုံကြည်လက်ခံလိုက်လျှောက်ဖို့လိုပါလိမ့်မယ်။မျက်စိမမြင်တဲ့လူနေရောက်ကတခင်ရဲ့ရှုနဲ့တွေးတဲ့အခါမှာအကူအညီတောင်းခဲ့ပါလေ။သူတို့နှစ်ယောက်ရဲ့ဖြစ်နေတဲ့အခြေအနေဟာယေရှုကိုလောကမမြင်ရပါ။ဒါပေမဲ့ယေရှုလုတ်ပေးရင်မြင်ကုန်မြင်ရမယ်ဆိုတာသူတို့နှစ်ယောက်စလုံးယုံကြည်နေပါလေ။ယေရှုကသူတို့နှစ်ယောက်ကိုမေးကုန်မေးပါတယ်။မာတဲအခန်းကြီး9အခန်းငယ်28 30မှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ ကိုတော်ကလည်းဤအမှုကိုငါတိုင်နိုင်သည်ကိုယုံတော်ဟုမေးတော်မူလင်ယုံပါ၏သခင်ဟုလျှောက်ကြ၏ထိုခါသူတို့ဤမျက်စိကိုတိုးတော်မူ၍တင်းတို့ယုံချင်းရှိသည့်အတိုင်းတင်းတို့၌ဖြစ်စေဟုမိန်တော်မူလင်သူတို့ဤသည်မျက်စိပွင့်လင်းလေ၏မျက်စိကံတော်လူနှောက်စလုံးမျက်စိမြင်ရတာဟာဘယ်အရာပေါ်မှအခြေခံနေပါသလဲသူတို့ရဲ့ယုံကြည်လက်ခံခြင်းအပေါ်မူတည်နေပါတယ် ဒီနေ့ကျွန်တော်ကျွန်မတို့ရဲ့အတ္တသားမှာလဲဖရာအတူရှိခြင်းကိုအတ္တရှင်နေတွေ့ယုံနေဖို့အရေးကြီးပါလေဘယ်လိုမျိုးအခြေအနေမှာပဲရှိနေပါစေဘယ်လိုမျိုးဘဝအနေအမြင့်နဲ့ပဲကြုံတွေ့နေရပါစေဖရာအတူရှိနေတယ်ဆိုတာကိုယုံဖို့လိုပါလေဒီနေ့ဖရာသခင်နဲ့စန့်ကျင်ဘက်ဖြစ်စေသောအရာဟာဖရာကောင်းကြီးနဲ့ဝေးကွာစေသော အရာဟာအတူရှိခြင်းကိုမယုံကြည်ခြင်းဖြစ်ပါလေဒါကြောင့်ဒီနေ့ကျွန်တော်ကျွန်မတို့ရဲ့ဘဝမှာ ထာဝရကာလအထိအတူရှိနေမဲ့ဖရာဖြစ်ပါတော့ကြောင်းအဲ့ဒီဖရာ၌သာခိုးလုံးကြရအောင်လို့အနည်းငယ်ခွန်အားပေးပါစေ။ဂျာနာတို့ရောက်တိုင်းပေါ်ဖရာကောင်းကြီးပေးပါစေ။